group one ကို share ထားတဲ့သူတွေအတွက်ကိုယ်နောက်ကြောထားထိုးပြီးကိုကိုနဲ့ spiration ကွဲသွားတဲ့သူတွေရဲ့ဘောနော်8 8 stage အောင်ပြောပြပါမယ်8 stage ကတော့တဲ့ကိုနဲ့ကွဲသွားပြီးရဲ့နောက်ပိုင်းမှာတော့တဲ့သူဘွားနဲ့သူသူ့ကိုအရှိန်အဟုန်နဲ့စူးစားနေရယ်ပေါ့နော်စူးစားခဲ့တယ်စူးစားနေရယ်အောင်မြင်မှု achievement တွေလည်းသူကရရှိခဲ့တယ်။ဟောလုံတိုင်းကြံစီအောင်မြင်နေတဲ့အနေအထားမျိုးတော့သူသူဆန္ဒတွေပြေဝခဲ့တယ်လို့သူ ပေါ့နော်ထင်နေပေါ့နော်ဆန္ဒတွေလည်းပြေးသွားခဲ့ငွေကြေးတွေမှာလည်းသူအာအဆင်ပြေနေတဲ့အနေအထားမျိုးလေးရှိရတာအဲ့တော့ကြည့်ရအောင်သူ့ဘဝကဘယ်လိုဖြစ်နေလဲပေါ့အဲ့တော့သူကအဲ့လိုမျိုးချင်းနေတော့ပထမဆုံးမှာတော့အဲ့လိုလေးကြုံလာပြန်တစ်ဖြည်းနဲ့ဘာဖြစ်လာလဲဆိုတဲ့ခါကျတော့ သူ့ဘဝမှာရှုံနေမှုတွေနဲ့ကြုံတွေ့ရမယ်ဆုံရှုံမှုတွေပေါ့နော်အဲဆုံရှုံမှုတွေသူ့ဘဝရဲ့တက်လန်းတွေခွန်းလန်းတွေနဲ့အခွန်းလန်းတွေတွေမရရှိတာမျိုးနော်အဲ့လိုမျိုးလေးတွေနဲ့တစ်ဖြည်းနဲ့ကြုံလာမယ်နောက်တစ်ခုကဘဝမှာရွယ်ချက်တွေပြောက်လာလို့လမ်းပြောက်တာမျိုးသူ့ဘဝရဲ့တက်လန်းတွေမှာပိတ်ဆို့ထားစီဒီကိုယ်ကိုပြုတ်လုခဲ့တဲ့အကုသိုလ်တွေကြောင့်မို့အကုသိုလ်လို့ပြောလို့ရတဲ့အချိန်ကြောင့်မကောင်းမှုတွေကြောင့်မကောင်းတဲ့စိတ်ချမှုသူ့ဘဝကအာပထမဆုံးကကောင်းနေရပေါ့တဟုန်တို့တက်နေပြီးအခါနောက်ပိုင်းမှာတော့သူ့ဘဝမှာ ခက်ခဲတွေနဲ့ကြုံရမယ်ပိတ်ဆို့ထားစီတွေနဲ့တုံရမယ်သူ့ဘဝတလန်းတွေအေးရက်တန်သွားတာမျိုးတွေ့ရမယ်ပေါ့နော်သူ့ဆန္ဒတွေကလည်းမပြေဝတော့ဘူးနောက်တစ်ခုကဘာလဲဆိုရင်သူ့ဘဝမှာလူလိန်နေသူ့ရွေးချယ်တဲ့သူတွေကသူ့ကိုလိန်တာမျိုးပေါ့နော်လူလိန်လူကောက်တွေနဲ့ပဲသူ့ဘဝမှာထုံတွေးနေရတယ် အဲ့တော့ပြီးရောခါကျသူကဒီဘွားနဲ့ဒီချိန်နဲ့ပတ်သက်ပြီးတော့သူကမဆုံးဖြတ်နိုင်ဘူးမဆုံးဖြတ်နိုင်ဘူးသူ့ဘွားတလန်းနေနောက်ကြတာမျိုးသူဟိုရွေးချယ်မှုတွေမှာနောက်ကြတာမျိုးပေါ့နော်ရွေးချယ်မှုမှားယွင်းတာမျိုးဒီမျိုးတွေဖြစ်လာတယ်ရှေ့ကိုမဆက်နိုင်ဘူးသူ့ဘွားရှေ့ကိုမတက်တော့ဘူးဖြစ်နေအခုသူတို့ချိုးပြီးရှေ့ကိုမတက်နိုင်ဘူးဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒီကကြောက်ရွံ့စေဟာတွေကိုလည်းသူကကြော်လားဖို့ပေါ့နော်အခုဘွားစ조사နေရတယ်ရင်ဆိုင်နေရတယ်ဆိုရင်ဒီ energy မျိုးတွေ့ရပေါ့နော်ကိုယ်ပစ်ထားခဲ့ရဲ့နောက်ပိုင်းမှာသူရွေးချယ်တဲ့ဘွားအဲ့လိုမျိုးပထမတော့ တော့အဆကောင်းတယ်နောက်ပိုင်းမှာအကုသို့တွေအကျိုးပေးနေရပါတော့အဲ့တော့တဲ့ ကိုရွေးကိုကို ပြထားခဲ့ပြီးတဲ့နောက်ပိုင်းမှာဆိုရင်တော့တဲ့သူကတဲ့ဟိုကိုရဲ့ဘာနော် self လာကို သူကသူလည်းမချစ်တော့ဘူးเนาะသူကသူဒါအချစ်ချင်းတရားတွေမရှိတော့တဲ့အနေထားမျိုးကိုတွေ့ရတယ်ပြီးတော့ကိုကိုလည်း separation ဘာနော်ကတ်တောင်းမဖြစ်နိုင်ဘူးအနေထားမျိုးတွေ့ရတယ်ပြီးရင်ကိုကိုတတိတရားရှိနေတဲ့တဲ့ကိုเจ้าတွေတွေ့နေတာမျိုးเนาะဒီလိုမျိုးကိုနဲ့ပတ်သက်တဲ့ information တွေ share နေတာမျိုးစိတ်ကလည်းမပြတ်တာမျိုးအာအဲ့လိုမျိုးတွေကိုတွေ့ရတယ်သူမှ ရဲ့ဒဏ်ရာတွေကိုလည်းသူတို့တော့ကိုကိုတာမာနေပြီးထင်ပြီးရောပေါ့နော်သူရဲ့ယူနွေးမှာစိတ်ဒဏ်ရာတွေကိုလည်းသူမဖြေရှင်းနိုင်ဘူးအာမဖြေရှင်းနိုင်ဘူးဒါတွေကိုမဖြေရှင်းနိုင်ဘူးကိုနောက်ကနေပြီးရောဟောလိုက်နေတယ်ပေါ့နော်အဲ့တော့လိုက်နေတဲ့အနေအထားမျိုးလေးကိုတွေ့ရတယ်အဲ ပြီးတော့ကိုเจ้าတွေကို social media နေပြီးတော့ spy လုပ်နေတယ်เนาะစုံစမ်းထောင်လန်းကိုเจ้าတွေကိုသိချင်နေတယ်အဲပေါ့เนาะကိုကတော့ကိုကိုကို self love ပေါ့ကိုကိုပဲ focus focus ထားတဲ့အနေအထားမျိုးရှိရဲသူကအသေးကြီးကွဲနေတယ်သူဖြစ်ချင်တဲ့ဟာတွေကဖြစ်မလာဘူးပေါ့เนาะအဲသူတွေ့ ကိုခုမှနောက်ထပ်ရလာတယ်ဆိုတော့ message မျိုးရှိတယ်ကိုဆုံးရှုံးသွားတယ်အတွက်စိတ်ချရေးပဲစိတ်စိတ်တွေပေါ့နော်တက်ကြွရမယ့်နေရာမှာဘာဖြစ်လဲဆိုရင် depress ပေါ့နော်တနည်းအားဖြင့်တော့စိတ်တွေလေးလံနေတယ်စိတ်တွေအားငယ်နေတဲ့အနေအထားမျိုးကိုကြွရတယ်နောက်တော့သူတို့ရဲ့ရွေးချယ်တဲ့အိမ်ဆောင်ရွေးချယ်ရေးတွေကပြဿနာတွေအေးလိုက်ပူလိုက်ပူလိုက်အေးလိုက်နေအများနဲ့ပြဿနာတွေဖြစ်နေတယ်ဖြစ်နေတဲ့အနေအထားမျိုးလေးရှိရဲ့ မပျော်ရွှင်မှုဆိုတဲ့အနေထားမရှိအဲ့တော့ကိုနဲ့သူနဲ့ဆုံတွေ့ရတဲ့အခါတွေကအကုန်လုံးကတော့ခါမစ်ပတန်နေပေါ့နော်ဝေကျွေးကြောင့်ဆုံတွေ့ရအဆုံတွေ့ကြရတာတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုစိတ်ကနေ release လုပ်လိုက်ပေါ့နော်အဲ့တော့သူ့ရဲ့အနာဂတ်ကိုကြည့်ရခါမှာဆိုရင်လည်းစိတ်တွေမချမ်းမြေ့စရာတွေနဲ့ကြုံနေရတယ် စိတ်ကိုသူစိတ်ထဲမှာသူကရာလို့သူစိတ်ထဲအကုန်လုံးပေါ့နော်သူတွက်ဆတမရတယ်အကုန်လုံးကအာပြေဆုံးနေပြီလို့ပေါ့နော်သူစိတ်ထဲခံစားနေရတယ်ပေါ့နော်ခံစားနေရတကယ်တမ်းကျတော့လက်တွေ့မှာပုံစံရပြောင်းကမဟုတ်ပါတော့တော်ရကကြောင့်ပြောမယ်ဆိုရင်တော့သူစိတ်တွေကသူစိတ်ထဲမှာအာဖြစ်ချင်တဲ့ຢာတွေကဖြစ်မလာဘူးပေါ့နော်ညှိုးလင်းထားတဲ့ပုံစံမျိုးဟိုညှိုးလင်းထားတဲ့အတိုင်းဖြစ်မလာဘူးအနေထားလေးတွေကိုတွေ့ရတယ်စိတ်ဆန္ဒတွေမပြေဝဘူး သူ့နှာခတ်ကြီးကအာဘာဖြစ်မေးမိန်နေတယ်နောက်တစ်ခုကသူတို့ရဲ့ရွေးချယ်ထားတဲ့အိမ်တော်ရေးရာနဲ့ပေါင်းစည်းမှုတွေကခုနပြောတဲ့ conflict ပြဿနာတွေဖြစ်ပြီးတော့အာညှိမြှောက်မှုတွေမရှိဘူးလက်တွဲမှုကခိုင်မဲမှုမရှိဘူးလူမျိုးနေထိုင်မှုတွေ့ရပါတယ်ရှင်